တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းမှဒီကနေ့မေလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရခိုင်မှလူငယ်များကိုပြပနဲ့ပြမကိုထောက်ခွာခြင်းမပြုဘဲစစ်မှုထမ်းရမယ်လို့အေအေကကြေညာဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ရခိုင်ပြည်အတွင်းမှာနေထိုင်တဲ့ရခိုင်လူငယ်များကိုပြည်ပနဲ့ပြည်မကိုထွက်ခွာခွင့်မပြုဘဲအေအေထံမှစစ်မှုထမ်းဆောင်ရမှာဖြစ်ကြောင်းအရခတ်တက်တော်အေအေကယမန်နေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။တိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်တဲ့အရခတ်ဒေသအတွင်းမှာနေရဲစွန့်ခွာရန်အထောက်ကျိုးပန်းနေကြတဲ့ဒေသနေပြည်သူများကိုတရှိလိုက်နိုင်ရန်အတိပေးတားမြစ်ချက်တစောင်းကိုရခိုင်ဘာသာနဲ့ယမန်နေ့မေလ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အသက်16နှစ်မှ25နှစ်အရွယ်အမျိုးသမီးများနဲ့ အသက်18မှ45နှစ်အတွင်းမျိုးသားများအလုံးစစ်မှုထမ်းရမယ်ဆိုတဲ့ AA ရဲ့မျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကြောင့်စစ်မှုမထမ်းလို့တဲ့လူငယ်လူရွယ်များမှရက်ရွာအတွင်းမှာတိမ့်ရှောင်မှုများရှိနေကြောင်း AA ကျန်းမာရေးဌာနကကူတက်မပေးနိုင်တဲ့ ပြင်းထန်ယောဂတဲ့လူနာများနဲ့အသက်အန္တရာယ်စိုးရင်ရတဲ့လူနာများမှလွဲပြီးမတ်လ18ရက်နေ့ကထုတ်ပြန်လိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ပါအကျုံးဝင်သူများကိုတွာလာခွင့်ပြုမှာမဟုတ်ဘဲလက်ရှိတိုက်ပွဲများကြောင့်ဖြစ်ပေါ်လာတဲ့အရေးပေါ်ကာလပြီးဆုံးအချိန်ထိတားမြစ်ထားမှာဖြစ်ကြောင်း AA ကကြေညာပါတယ်။ရခိုင်မှထွက်ခွာလိုသူများကိုကုန်းလန်းရေလမ်းမှပတ်စံယူပို့ဆောင်ပေးနေသူများကိုလည်းတွေ့ရှိပါကတည်ဆဲဥပဒေများအရရေးယူခြင်းခံရမှာဖြစ်ကြောင်းအခြေခံစားတောက်ကုန်များရောင်းဝယ်တဲ့ကုန်တယ်များ နွားကုံတဲများနွားအငားလိုက်သူများစတဲ့ကုံတဲများအနေနဲ့လဲလူပိုခေါ်ခြင်းအခချင်းငွေယူ၍လူကယ်ရီမပြုတ်လို့ရန်အေအေကတားမြစ်ထားပါတယ်မြို့သိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီထောင်ထားတဲ့စွန့်မိုင်းများမနှင်းမိစေရန်စစ်ကောင်စီထံစစ်မှုတန်ဆူဆောင်းမခံရစေရန်ကြားဖြတ်လုပ်ငန်းများအတွင်းလူကုန်ကူးမခံရစေရန်တိုက်ပွဲများအကြကြားမညက်စေရန်စစ်ကောင်စီရဲ့ရခိုင်လူမျိုးမှတ်ပုံတင်စစ်တပ်မြင်းဆောင်ကန်ဆောင်ထားသူများကိုဖမ်းဆီးငွေညစ်ခြင်း ဖန်စီခြင်းပုံမှန်အမျိုးမျိုးဖြင့်ဖန်စီထောင်ချခြင်းလူသက်အလောင်းဖြောက်ခြင်းများပြုလုပ်နေတဲ့အန္တရာယ်များမှာကင်းဝေးစေရန်အတွက်လည်းရည်ရွယ်ထုတ်ပြန်တားမြစ်ခြင်းဖြစ်ကြောင်း AA ရဲ့ကြေညာချက်မှာရေးသားထားပါတယ်။ ULAA အနေနဲ့အရေးပေါ်ကာလကြေညာချက်ပြန်လည်ရုပ်သိမ်းမဲ့အချိန်ကိုထပ်မံအတိပေးထုတ်ပြန်သွားမှာဖြစ်ကြောင်းမပြည့်ပြတ်သေးတဲ့မျိုးသိမ်းတိုက်ပွဲများကိုအကန့်အသတ်နဲ့ဆင်နွှဲရင်းအရခတ်ဒေတာတစ်ခုလုံးအရခတ်ပြည်သူလက်ထက်ရောက်ရှိရေးဟူသောကြီးမန်းချက်ကိုအကောင့်ထည့်ပေါ်နေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဘူမူးကိုကားမှန်ချခိုင်းမိတဲ့အတွက်ပြူစော်တီခေါင်းဆောင်ဖန်စီခံရပြီးနောက်ပြူအဖွဲမှာ16ဦးနှုတ်ထွက်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိတ္တီလာမြို့နယ်မှာဘူမူးတဦးမောင်းလာတဲ့ကားကိုမှန်ချခိုင်းတဲ့ပြူစော်တီခေါင်းဆောင်ဖန်စီခံရပြီးနောက်ပြူစော်တီအဖွဲဝင်16ဦးနှုတ်ထွက်သွားကြောင်းသိရှိရပါတယ်။စစ်ကောင်စီဟာပြူစော်တီခေါင်းဆောင်ဇော်ယူထွန်းကိုပြီးခဲ့တဲ့မေလ15ရက်နေ့ကမိတ္တီလာမြို့အဝင်တိုးဂိတ်မှာဖန်စီခေါ်ဆောင်သွားပြီးအမှုဖွင့်ထားကြောင်းသိရှိရပါတယ်။ ဖမ်းဆီးခံရတဲ့ပြူစောတိခေါင်းဆောင်ကိုစစ်ကောင်စီကပုံမှန်905ကကြီးနဲ့အမှုဖွင့်ထားပြီးလူမှုကွန်ရက်စာမျက်နှာမှာစစ်မှုတန်ငွေကြီးကောက်ခံတဲ့ကိစ္စနဲ့ပတ်သက်၍ဝေဖန်ရေးသားသောကြောင့်ဖမ်းဆီးခြင်းဖြစ်တယ်လို့သတင်းလွှင့်ထားပါတယ်တို့ရရင်ပြည်သူစစ်ပြူစောတိအဖွဲ့များနဲ့နှိစက်သူများကဇော်ယူထုံးမှာမိတီလာတိုးကိတ်မှာလုံကြုံကြီးယူနေစဉ်မလိုင်မြို့နယ်ဘက်မှပုံမှုတူမောင်းလာတဲ့ကားကိုမှန်ချခန်းရမှာစကားများကြပြီးပုံမှုကငါအကြောင်းသိစေရမယ်လို့ချင်းချောက်ပြီးနောက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းပြောဆိုမှုများရှိပါတယ် ပြူစောတိအပွဲမှာနှုတ်ထွက်သွားသူများထဲမှာဇေယဟင်းဆိုတဲ့ပြူစောတိက၎င်းတို့ဟာစင်ပြေမွေများဖြစ်ပြီးပြည်သူစစ်ခေါင်းဆောင်တအိုးကိုဖမ်းဆီးအရေးယူမိခြင်းမှာမွေခေါင်းကိုဖျက်လိုက်တဲ့ကဲ့သို့ခန္ဓာကိုယ်နဲ့အမိမှာဘယ်သွားရမှန်းမသိဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမွေချင်းတူပေမဲ့စင်ပြစ်မွေများတာဖြစ်ပြီးအမိမာလည်းခေါင်းပါကြောင်သိစေခြင်းပါတယ်လို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။အဲဒီနောက်ဇေယဟင်းဆိုသူအပါအဝင်16ဦးမှမိထီလာမျိုးဌာနေပြည်သူ့စစ်အဖွဲ့မှနှုတ်ထွက်ကြောင်းအတိပေးအပ်ပါသည်ဟုလည်းမျှဝေထားပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြောက်ရမာတရားအနည်းမှာကျင်းဤတွဲကားများကိုလုံခြုံရေးယူပေးနေတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်မှုပုံမှုဘုံညံထွန်းအပါအဝင်စစ်သား၅ဦးမတပေါ်တိတ်ဆုံသွားတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစာလင်းကြီးရင်းမာပင်မြို့နယ်အဆက်မှာရှိတဲ့မြောက်ရမာတရားမှာကျင်းဤတွဲကားများကိုလုံခြုံရေးယူပေးနေတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှု ဘုံမှုဘုံညံထွန်းအပါအဝင်စစ်သား9កောင်တိတ်ဆုံးခဲ့ကြောင်းတိုက်နယ်နှင့်မဲမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ်။မေလ22ရက်နေ့မှာနနက်9:40မိနစ်အချိန်မှာရန်စီဝမ်ပေါင်မှကျင်းဤတွဲကအကာအကွယ်နဲ့လုံခြုံရေးယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တရရင်28မှာထွက်လာတဲ့စစ်သားများကိုတော်လိုင်းရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှဗိုလ်မှူးဘုံညံထွန်းအပါအဝင်စစ်ကောင်စီတပ်သား9ဦးသေဆုံးသွားပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်မှုမှာဗိုလ်မှူးဘုံညံထွန်းအပါအဝင်စစ်ခွေး9កောင်ကြွားသွားတယ်စုစုပေါင်းဒဏ်ရာရတာ9កောင်ရှိတယ်စစ်ခွေးစစ်ကြောင်းရှိလျက်နဲ့ပြည်သူတွေစစ်ခွေးတွေအနိမ့်မတော်လာဖို့အတိပေးလိုပါတယ် ပြည်သူတွေလည်းအန္တရာယ်ရှိပြီးတိုက်ခိုက်သူများလည်းအခက်အခဲရှိတာကြောင့်မတော်လာဖို့မြစ်တာရက်ခံပါတယ်လို့တိုက်နယ်နှစ်မဲမောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရင်းမာပြည်မြို့နယ်တိုက်နယ်နှစ်မဲမောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ Brother Defense Force BDF တောသားကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ Golden Star Force အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးမိုင်းများဆက်လက်လှုပ်ဆောင်နိုင်ရန်နဲ့လက်နက်ခဲယမ်းများလိုအပ်နေတဲ့အတွက်ကြောင့်တော်လန်ပြည်သူများပူးပေါင်းပါဝင်ကြရဲ့မြစ်တာရက်ခံကြောင်းတိုက်နယ်နှင့်မဲမောင်ပြည်သူကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်ကောင်စီရဲ့လှုပ်ရကြောင်အာဆီယံတိုက်ခါပြိုလဲပျက်စီးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုနဲ့ဆက်လက်ထိတွေ့ဆက်ဆံရန်စီစဉ်လှုပ်ဆောင်နေမှုအပေါ်အာဆီယံတိုက်ခါကစစ်ကောင်စီရဲ့အောက်မှာတစားစီပြိုလဲပျက်စီးသွားပြီလို့ Defend Myanmar Democracy အဖွဲ့ကပြောပါတယ်။အာဆီယံရဲ့တိုက်ခါကစစ်ကောင်စီရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင်တူတော်လုပ်ရမြောက်အောက်မှာတစားစီပြိုလဲပျက်စီးနေပြီဖြစ်ကြောင်းယမန်နေ့မေလ22ရက်နေ့မှာ Defend Myanmar Democracy ကသတင်းထုတ်ပြန်ပြောဆိုပါတယ်။ Defend Myanmar Democracy ပြောခွင့်ရကိုနော်အောင်က အာဆီယံရဲ့တိတ်ခါကစစ်ကောင်စီရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင်တူတော်လုံရက်တွေအောက်မှာပဲတစစီပြိုလဲပျက်စီးနေပါပြီအစုလိုက်အပြုံလိုက်လူသက်ကျူးလွန်နေတဲ့ရာဇဝတ်ကောင်တွေရဲ့မျက်နာပေါ်မှာစိတ်ဆက်ညှိနှိုင်းရေးဆိုတာမရှိပါဘူးအာဆီယံကမြန်မာပြည်သူတွေကိုသာထောက်ခံရမှာပါလူသက်သမားတွေကိုထောက်ခံရမှာမဟုတ်ဘူးလို့သူကပြောပါတယ် စစ်ကောင်စီကိုနိုင်ငံတကာကအကာအကွယ်ပြုနေတဲ့မြည်သည့်တိတ်တဆိတ်တန်ခင်းတမန်ခင်းသို့မဟုတ်ဂျားဝင်စစ်ဆက်ညီနိုင်ခြင်းတို့ကိုလုံးဝညှင်းပယ်ကြောင်းလဲ Defend မြန်မာ Democracy ကဆိုပါတယ်။စာတင်ကြောင်းတွေကိုဘုံကျဲပြီးကလေးတငယ်တွေကိုရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်နေသူတွေကိုတရားဝင်မှုမပေးနိုင်ပါလို့ကိုနော်အောင်ကပြောပါတယ်။အာဆီယံရဲ့သိက္ခာကသူတို့ရဲ့အပြော်တမျိုးအလုပ်တမျိုးကြောင်းသူတို့လောက်ရက်တွေအောက်မှာပဲတစားစီပြိုလဲပျက်စီးနေပါပြီလို့၎င်းကဆက်လက်ပြောဆိုပါတယ်။ မလေးရှားနိုင်ငံကဥက္ကဋ္ဌဖြစ်ဥဆောင်ကျင်းပမဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအတွက်အာဆီယံမှပြင်ဆင်နေစဉ်အာဆီယံအနေနဲ့စစ်ရာဇဝတ်ကောင်များနဲ့ဆက်ဆံရေးအားလုံးကိုရပ်တန့်ရမယ်လို့လဲ Defend မြန်မာ Democracy ကထုတ်ပြန်ထားပါတယ်။အာဆီယံအနေနဲ့အောင်မြင်မှုမရှိတဲ့အာဆီယံဘုံသဘောတူ၅ချက်ကိုကျော်လွန်ပြီးမြန်မာအရေးကိုမြန်မာပြည်သူများကဥဆောင်နိုင်တဲ့ဖြည့်ရှင်းဤတရက်ကိုထောက်ခံအားပေးရန်လိုအပ်ကြောင်းလည်းပြောပါတယ်။ ဒါအပြင်စစ်အုပ်စုနဲ့စီစဉ်ညှိနှိုင်းရန်တော်လှန်ရေးအင်အားစုများနဲ့အရက်ဖက်အဖွဲ့အစည်းများအပေါ် PR ပေးနေမှုများကိုလည်းရပ်တန့်ပေးရန် Defend Myanmar Democracy ကတောင်းဆိုထားပါတယ်။စစ်အုပ်စုနဲ့တွေ့ဆုံဆွေးနွေးမှုတိုင်းကသူတို့ကိုအင်အားပိုကောင်းလာဖို့အားစီကျွေးနေတာပဲဖြစ်တယ်။ငြိမ်းချမ်းရေးအတွက်မဟုတ်ဘူး။အာဆီယံအနေနဲ့ဒါကိုတန်ကင်းတမန်ကင်းပြောပြီးဟန်ဆောင်နေတာတွေကိုရပ်ပါဒါကကြံရပါနေတာပါလို့ DMT ရဲ့ပြောရေးဆိုခွင့်ရှိသူကိုနော်အောင်ကပြောပါတယ်။ 2021ခုနှစ်စစ်အာဏာသိမ်းပြီးချိန်မှစပြီးအာဆီယံဟာမြန်မာစစ်အုပ်စုကိုဇပွဲဝိုင်းမှာပါဝင်နိုင်ရန်နေရာပိတ်ကန့်လန့်ခဲ့ခြင်းဟာပြည်သူများအပေါ်ပုံကျဲတက်ပြတ်နေမှုများကိုမျက်ကွယ်ပြုထားသလိုဖြစ်တယ်လို့ DMD အဖွဲ့ကဆိုပါတယ်။စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့အစုလိုက်ပြုံလိုက်တက်ပြတ်မှုဖြစ်ရဟာလူအခွင့်အရေးနဲ့နိုင်ငံတကာဥပဒေများကိုလုံးဝမထီမဲ့မြင်ပြုကြောင်း DMD ကဆက်လက်ပြောဆိုပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်အနေနဲ့လည်း မြမအကျက်အတက်ဖြည့်ရှင်းရာမှာစီးကျက်ပြီးပြက်ပြက်သားသားဥဆောင်မှုပြတာရန်လဲအရက်ဖက်အဖွဲ့စီ285ဘွဲကမေလ22ရက်နေ့ကအိတ်ဖွင့်ပေးစာနဲ့တောင်းဆိုထားပါတယ်။မေလ12ရက်နေ့ရင်းနှီးနောက်ပိုင်းစကိုင်းတိုင်းနဲ့ရခိုင်ပြည်မှာစစ်ကောင်စီရဲ့လေချောင်းပုံကျက်တိုက်ခိုက်မှုကြောင့်ကလေးငယ်များဆရာမများအမျိုးသမီးများအပါအဝင်လူပေါင်းဒါဇင်နဲ့ချီတေဆုံးခဲ့ရတယ်လို့ယာနဲ့ချီတဲ့ကလေးငယ်များလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စည်ရင်းအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှမေလ22ရက်နေ့အထိနိုင်ငံတဝန်းမှာစစ်ကောင်စီပြစ်ခတ်တိုက်ခိုက်မှုကြောင့်လူပေါင်း90ထက်မနည်းသေဆုံးခဲ့ရကြောင်းယမန်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကရွေးကောက်ပွဲကျင်းပရေးလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန်ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုတာဝန်ပေး ရန်ကုန်မှာစိုးဝင်းရောက်ရှိခြင်းအငိမ့်စားဘုံမှုချုပ်ချို့ထွန်းအောင်ပြစ်သက်ခံရမှုလုံခြုံရေးပေါ်ရမှုဖြင့်တက်နယ်မှုများသတိပေးခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်ဝန်ရွေးကောက်ပွဲကျင်းပရန်လုံခြုံရေးနဲ့တည်ငြိမ်ရေးဆောင်ရွက်ရန်အတွက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကတာဝန်ယူလိုက်ကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။စစ်ကောင်စီက ယခုနှစ်ကုန်လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်ရန်ရည်ရွယ်ထားပြီးရင်းတို့ကျင်းပနိုင်ရေးအတွက်ဆုံးရှုံးနယ်မြေများအနက်မှမြို့နယ်တချို့ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်သည့်အထိပြန်လည်ရရှိရေးရှီရင်ဆွဲစစ်တပ်ကထိန်းချုပ်ထားတဲ့နယ်မြေများမှာအေဂျင့်စွာနဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကဦးစီးဆောင်ရွက်မှာဖြစ်ကြောင်းသိရှိရပါတယ်။ကာဆာထမူရီနဲ့စစ်တိုင်းမူရီပြည်နယ်ဝန်ကြီးချုပ်တွေအားလုံးကရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေရေးလုံခြုံရေးအစီအမံတွေစပြီးလှုပ်ခိုင်းနေပြီ။ ဲ့ဒီအတွက်ဦးစီးဆောင်ရွက်မဲ့သူကတူးတက်ချုပ်ဖြစ်ပါတယ်။သူကလုံခြုံရေးဆိုင်ရာကြီးကြပ်ကွက်ကဲမှာဖြစ်ပါတယ်။မေလာစံပိုင်းမှာလှုပ်တဲ့စစ်ဘက်ဆိုင်ရာအစည်းအဝေးတွေနဲ့အရက်ဘက်အစည်းအဝေးတွေမှာအဲ့ဒါကိုတရားဝင်ဆုံးဖြတ်ပြီးတော့တူးတက်ချုပ်က တာဝန်ယူလိုက်တယ်လို့သိရပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။တူးစစ်ခေါင်းဆောင်စိုးဝင်ဟာကရင်ပြည်နယ်မြဝတီမြို့ကိုပြန်လည်ရရှိရေးအောင်စေရစစ်ကြောင်းကိုဥဆောင်ခဲ့ဖို့ပြင်မယ်လေ။ ရင်းအောင်စေရစစ်ကြောင်းမှာမြည်သည့်အောင်မြင်မှုမှမရှိဘဲလက်ရှိမှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်တပ်စခန်းများအားလုံးကို KNL ဥဆောင်တဲ့တော်လှန်ရေးတပ်များကသိမ်းပိုက်နေခြင်း၊ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တခုလုံးကိုတော်လှန်ရေးတပ်များကဝိုင်းဝန်းပိတ်ဆို့ခံတပ်ရခြင်းများဖြစ်ပေါ်လျက်ရှိပါတယ်။ဒါအပြင်ရန်ကုန်မှာယမန်နစ်ဒုစစ်ခေါင်းဆောင်စိုးဝင်းရောက်ရှိနေခဲ့ပြီးရင်းအချိန်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ပြစ်တပ်ခံခဲ့ရကြောင်းအဲ့ဒီဖြစ်စဉ်အတွက်သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိတဲ့ တက်နယ်မှုများကိုလုံခြုံရေးပေါ်ရမှုဖြင့်တတိပိတ်ခံရကြောင်းဖြစ်စဉ်မှာကျူးလွန်သူများကိုမဖြစ်မနေဖမ်းဆီးပေါ်ထုတ်ရန်ဒုစစ်ခေါင်းဆောင်ကအမိန့်ပေးလာကြောင်းသိရှိရပါတယ်။မနေ့ကရန်ကုန်မှာအငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ပြစ်ခတ်လှုပ်ကြံခံရချိန်မှာဒုချုပ်ကညောင်နှပင်းနဲ့ကဘာအေးကိုကူတန်းနေတဲ့အချိန်မှာလုံခြုံရေးပေါ်ရမှုနဲ့တက်နယ်မှုတွေတတိပိတ်ခံရတဲ့ပြစ်ခတ်လှုပ်ကြံသူကိုမဖြစ်မနေရှာဖွေဖမ်းဆီးဖို့အမိန့်ပေးပါတယ်လို့နေပြည်တော်စစ်ဘက်တရင်အရင်မြစ်ကပြောဆိုပါတယ်။ဂျမန်နေ့အငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ပြစ်တက်ခံရတဲ့ နေရာပတ်ဝန်းကျင်တလျှောက်မှ CCTV များနဲ့မိပွိုင်များမှချိတ်ဆက်ထားတဲ့ CCTV ဗီဒီယိုမှတ်တမ်းများကိုစစ်ဘက်ရဲရလုံခြုံရေးအဖွဲ့ဆာယာဖားနဲ့စစ်တပ်တပ်နေမှုများကလိုက်လံသိမ်းဆဲနေကြောင်း CCTV မှတ်တမ်းများမှတစ်ဆင့်ပြစ်ခတ်လုကြံသွားသူများကိုဖမ်းဆီးနိုင်ရေးစုံစမ်းလျက်ရှိကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ချောင်းဦးမြို့ထွေဦးရုံးနဲ့ရဲစခန်းတို့ကို drone နဲ့ပုံကျဲတိုက်ခိုက်မှုအကြံဖတ်စစ်ဗိုလ်တအူအပါအဝင်၄ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းချောင်းဦးမြို့အထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့ရဲစခန်းတို့မှတက်ဆွဲထားတဲ့စစ်သားများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်ဗိုလ်တအူအပါအဝင်၄ဦးသေဆုံးခဲ့ကြောင်း Peacock Drone Team မြောင်တပ်ဖွဲ့မှတာဝန်ရှိသူတအူကဆိုပါတယ်။ မေလ22ရက်နေ့နေ့လယ်ပိုင်းကချောင်းဦးမြို့အထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့ရဲစခန်းတို့ကိုအင်အားဖြည့်တင်းရန်ရောက်လာတဲ့စစ်ကောင်စီတပ်သားများကို Fixed Wing Drone 6စီးနဲ့ဘုံဒီစစ်နှလုံးကြဲချတိုက်ခိုက်ရာမှာစစ်ဗိုလ်တကောင်အပအဝင်၄ကောင်မတားပေါ်တိတ်ဆုံးသွားပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ကြောင်းသိရှိရပါတယ်။စစ်ကြောင်းထွက်တဲ့အချိန်မဟုတ်ပါဘူး။ချောင်းဦးမြို့ပေါ်မှာရှိနေတဲ့အချိန်ချခဲ့တာပါ။ထွေအုပ်ရုံးနဲ့ရဲစခန်းမှာရှိနေတဲ့အချိန်ချခဲ့တာလို့ ်ပီကော့ဒရုန်းတင်းမြောင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနကိုပြောကြားပါတယ်။အဲ့ဒီလိုဘုံကျဲတိုက်ခိုက်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာပြီးနောက်အချိန်အနည်းငယ်အကြာမှာစစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ပြန်လည်တိုက်ခိုက်မှုရှိခဲ့ပေမဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Peacock Drone Team မြောင်းရင်းမာပင်ခရိုင်တရင်35တက်ခွဲနှစ် GZ21 ရင်းမာပင်ခရိုင်တရင်စက်ခွန် B21 ကနီ PDF NPDF ရင်းမှာပဲမြောင် Drone Force MDF ကြခင်စိအာမန်တဲ့ငန်းစွန် Revolutionary Air Force မြောင်အောင်တပြေညီနောင် Local PDF ကြောက်စဲဘူစာကလေး Drone Strike Freedom Fighter Drone Force နဲ့ CHU PDF အပွဲတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယခုကဲ့သို့ Drone Mission များဆက်လက်ပြုလုပ်နိုင်ရန်အတွက်အညာဝေးဟင် Drone Season Campaign ကို ပါဝင် ထောက်ပို့ပေးကြရန်လဲ Peacock Drone Team မြောင်အပွဲကမြစ်တာရက်ခံထားပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာပါပါစေခင်ဗျာပါပါစေ